အဲ့လိုမျိုးရုပ်စုပန်းစိုးဖြစ်နေတဲ့အမျိုးသမီးဟာရုပ်သေးရုပ်လေးကိုလက်ထက်ရတော့မှဖြစ်ပြီးတော့မှမင်္ဂလာအချိန်ကြလို့ဝေးပြိုးတဲ့အခါမှာလည်းရုပ်သေးရုပ်လေးကိုသူ့ရဲ့လက်မင်းမှာခြေဆွဲလို့ထားရပါတယ်။တကယ်လို့အတင်းအဓမ္မပြောချလိုက်မယ်ဆိုလို့ရှိရင်တော့သူ့ရဲ့မျက်နှာကပူလောင်ပြီးတော့မခန့်နဲ့အောင်နာကျင်လာမှဖြစ်ပြီးဒါနဲ့မှကပဲနဲ့ရုပ်စုစုအမျိုးသမီးဟာရုပ်သေးရုပ်နဲ့မင်္ဂလာဦးညကိုဖျက်ချော်ရပါသေးတယ်။အဲ့ဒီရုပ်သေးရုပ်ကိုထားခဲ့လိုက်တဲ့အချိန်မှာပဲရုပ်သေးရုပ်ဟာယုဒိရဲ့ထထိုင်လာပြီးတော့သူ့ကိုမားဆိုမဲ့တော့ဘုရားရဲ့အကြောင်းစီကိုဆွဲခေါ်လို့သွားပါတော့တယ်။ ်မာဇိုမေတော်ကိုသူ့ရဲ့မျက်နှာစိုးကိုဖယ်ရှားပြီးပြီးတော့ကလေးတယောက်ချင်းမြင်ပေးဖို့အတွက်တောင်းဆိုပြီးတော့အဲ့ဒီရိုသေယုတ်ကဒီမျက်နှာစိုးကိုတော်တော်လေးကိုချစ်တဲ့ပုံပါပဲရိုသေယုတ်ရဲ့တောင်းဆိုချက်ကိုကြားပြီးတဲ့နောက်မှာတော့မာဇိုမေတော်ဟာရှုတော်ရဲ့မျက်နှာစိုးကိုမဖယ်ရှားပြီးပဲနဲ့မကောင်းမှုတွေထပ်ပြီးတော့မလုပ်ပါနဲ့သူ့ကိုတကယ်ချစ်တဲ့သူကိုဒီမှအဲ့ဒီလူရဲ့အနမ်းနဲ့သူ့ရဲ့မျက်နှာစိုးကိုဖယ်ရှားနိုင်မှာဖြစ်တယ်လို့သူ့ကိုပြောလိုက်ပါတယ်ဒါပေမဲ့ရှုတော်ကတော့အဲ့ဒီမျက်နှာစိုးကိုဘယ်လိုများရခဲ့တာလဲပြီးတော့သူ့ကိုရုပ်သေးရုပ်တရုပ်နဲ့လက်ထက်အောင်ဘာကများတွန်းအားပေးခဲ့တာပါလဲ ညတညမှာတော့နဂနာအန်ဒီဂျီတယောက်ဟာမေကလီမီရိုကိုတားရတနာထုံကားဖို့အတွက်ပွဲပေးနေတာဖြစ်ပြီးတော့မှအဲ့ဒါကိုအမောင်နှင်းမှရှိနေတဲ့ရှုထောင့်မြင်သွားခဲ့ပြီးတော့မေကလီမီရိုကိုတားရတနာထုံကားဖို့အတွက်ပွဲပေးနေမယ်ရှုထောင့်ခံမှန်းမိတဲ့အခါမှာအရေးကြီးတဲ့အခိုက်အတန့်လေးမှာထွက်လာခဲ့ပါတယ်။နောက်ပြီးတော့ဒဇင်းနဲ့ကလီကိုနှစ်ချမ်းပြောင်းခုတ်လိုက်ပြီးငါရှုထောင့်မရနိုင်တဲ့အရာကိုဘယ်သူမှမစင်စားနဲ့ကလီရဲ့ဝိညာဉ်မကြခင်မှာလွင့်စင်သွားတော့မှအကြောင်းမဲ့နဂနာအန်ဒီဂျီဟာ မောင်စုမေတော်ကိုအမြန်ဆုံးဖိတ်ခေါ်လိုက်ပြီးတော့တကယ်အခိုက်အတန့်လေးမှာပဲမောင်စုမေတော်ပေါ်လာခဲ့ပြီးတော့ကလေးရဲ့ဝိညာဉ်ကိုမိကလေးရဲ့ဘိုက်ထဲကိုအစင်ပြေချုံမိစွာနဲ့ဝင်သွားအောင်လှုပ်လိုက်ပါတော့တယ်။တမတော်ကြီးလာပြီးတော့စစ်ဆေးတဲ့ကမ္ဘာတော့မိကလေးဟာတကယ်ကိုကိုဝင်ရသွားခဲ့တာဖြစ်ပြီးတော့မိကလေးတတိယလာတဲ့ကမ္ဘာတော့ရှူတောင်ကိုမောင်းထုတ်ဖို့လှုပ်ထားပြီးမယ်လေသူ့ရဲ့အစားတကင်ကြီးခွန်ကတနာခံပေးတာကြောင့်ပဲမခေါ်ချင်းခေါ်ချင်းနဲ့ခေါ်ထားလိုက်ရပါတယ်။ပြီးတော့သူကမခေါ်ထားကြတာကြောင့်ထင်းတူလောင်ထားတဲ့အခန်းထဲမှာပဲနေခိုင်းပြီးတော့ရှုတော်ဟာကျေးဇူးမတင်တဲ့အပြင်တခင်မာလီနေရာကိုရောက်ဖို့အတွက် အခွင့်အရေးရှာနေရပါသေးတယ်။မေရိုကွန်ဝင်ရှိနေတာကိုသိတဲ့အခါမှာတော့အရှုံးတော်ဟာ channel မှာစီတွန်ထားလိုက်ပြီးတော့မှမေရိုချော်လဲဖို့အတွက်နည်းနည်းပဲလိုပါတော့တယ်။တကယ်လို့ကမေရိုရဲ့အနာကတပွားမှမခွာဘဲနဲ့အဖို့ပြူပေးနေတာကြောင့်ဘာမှမဖြစ်တာဖြစ်ပြီးတော့ဒီတစ်ခေါက်မအောင်မြင်တဲ့အခါမှာတော့နောက်ထပ်အကြံတစ်ခုထုတ်သုံးရပါတော့တယ်။အဲ့ဒါကတော့တခင်လေးအပြင်သွားနေတော့မှမေရိုတယောက်တည်းဖြစ်နေတဲ့အချိန်ရှုတော်ဟာဝိပုစုံရဲ့တကားပေါ်မှာစီရီလောင်းထားပြီးတော့မှအိမ်နောက်အဝေးမှာသွားပို့နေပြီးမိသားနဲ့ပြစ်လိုက်ပါတော့တယ်။အဲ့ဒါကိုအဟောင်းတို့လင်မယားကတွေ့သွားတာကြောင့်တော်သေးတာဖြစ်ပြီး အတန်ကြောင်းလို့တကယ်နည်းလေးထွက်လာခဲ့ပြီးအချိန်မီကယ်လန်းနိုင်လို့သာပါမဟုတ်ရင်တော့တပြိုင်နက်တည်းမှာအသက်နှစ်ခုဆုံးရှုံးရမှာဖြစ်ပြီးတော့ဒါပေမဲ့လည်းရှုတော့ငါတော့လက်မလျှော်သေးပါဘူးရေအိုးတဲတဲဖြစ်နေတဲ့အာဟုန်စီးပွားရှာနေတဲ့ရုပ်သေးရုပ်လေးကိုမျက်တော်လေးကိုလှည့်မြင်လိုက်ပြီးဒါတော့မကောင်းတာတွေအများကြီးလှုပ်ထားပြီးတော့သူများသူ့ကိုပြဿနာလာမရှာတာတော့သူကမကောင်းကြင်ကျင်နေသေးပါတယ်ညအချိန်တကင်လေးနဲ့မင်းကလေးတို့ကျေရွေးကြည့်နေတော့မှာပဲတကင်လေးဟာမင်းကလေးဖို့အတွက်ဆောင်လေးယူလာခဲ့ပြီးတော့အချင်းတို့လေးတွင်မှာပဲမျက်နှာပေါင်းဆိုတာတွေလူတွေရောအနောက်မှာပေါ်လာခဲ့ပြီးတော့ဓာတ်နဲ့ထိုးတယ်မလို့လုံနေပါတယ် အဲ့တော့ကမင်းကလေးမြင်ပြီးတော့អော်လိုက်တဲ့အခါမှာအဲ့ဒီအချိန်မှာပဲမြတ်တော်လေးကိုရောက်နေတဲ့ရုပ်သေးရုပ်လေးထွက်လာပြီးတော့သူ့ကိုဟန်တာလိုက်ပါတော့တယ်။ရှုတော့မင်းရဲ့မကောင်းမှုတွေထပ်မလုပ်ပါနဲ့တော့မိုးရင်မားစုမိပြားရဲ့အပြစ်ပေးခြင်းခံရလိမ့်မယ်နော်တဲ့။ဒီလိုနားကြတော့မှရှုတော့ဟာလက်မလျှော်သေးပဲနဲ့ရုပ်သေးရုပ်ရဲ့ဂျိုးနီကိုဖျက်ပြီးတော့မှအဝေးကိုတွန်းထုတ်လိုက်ပါတော့တယ်။ဒီကမှာတော့မားစုမိတော်ဟာတကယ်ပဲကိုတင်ပြလာခဲ့ပြီးမင်းကကောင်းပါတယ်ဗော။ကောင်းပြီ။မင်းလူမလုပ်ခြင်းမူတရေလုပ်ခြင်းနဲ့ဆိုရင်လေမင်းစံတော်ကိုဖြည့်ဆည်းပေးမယ်ဆိုပြီးတော့ပြောလိုက်ပါတော့တယ်။